ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ2ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုက်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမအူဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့မြိုင်မြို့နယ်အတွင်းမှာနွားစာလာရိတ်တဲ့ပြူစောတီတယောက်စနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းမြိုင်မြို့နယ်တရက်ကံပြူစောတီရွာကနေ နွားစာလာရိတ်တဲ့ပြူစောတီတယောက်စနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစုကသတင်းထုတ်ပြန်ထားပါတယ်။ယမန်နေ့နိုဝင်ဘာလ၁ရက်နေ့မနက်၈နာရီခွဲဝန်းကျင်ခန့်မှာမြန်မြို့နယ်တောင်ပိုင်းတရက်ကံပြူစောတီရွာအနောက်ဘက်မှာရှိတဲ့မြေဘေးကင်းကိုနွားစာရိတ်ထွက်လာတဲ့ပြူစောတီတယောက်ကိုစနိုက်ပါနဲ့ပြစ်ခတ်ခဲ့တယ်လို့သိရှိရတာပါ။တိုက်ခိုက်ခံရတဲ့ပြူစောတီတိမ့်တဟာနေရမာတဲ့သိမ့်ဆုံးခဲ့ပြီးနှစ်ဖက်ပြန်လည်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြတာ တော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PLC မြိုင်ပကဖတ်တရင်တက်ခွဲတင်တက်ခွဲလေးစက်ကြာဒေါမန်တက်ဖွဲ့အညာမီတပ်ပေါင်းစုဝင်းပလွေပြောက်ကြားတက်ဖွဲ့ဒေါင်းညီနောင်တက်ဖွဲ့နဲ့ TYK ပြောက်ကြားတက်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ဝက်လက်မြွနဲ့ရွာသားကြီးရွာကိုစင့်အဖြစ်တင်းရလာတဲ့ MI17 ရဟရင်တစီ ကြည်တိမှန်ပြီးမိကိုထွက်သွား၍တက်မှ၃၃ကိုမောင်းပြေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြွနဲ့ရွာသားကြီးရွာကိုစင့်အားဖြစ်တင်းဖို့လာရောက်တဲ့ MI-17 ရဟရင်တစီကြည်တိမှန်ပြီးမိကိုထွက်သွား၍တက်မှ၃၃ဘက်ကိုပြန်လည်မောင်းပြေးသွားကြောင်းဝက်လက်မြွနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ယမန်နေ့နိုဝင်ဘာလ၁ရက်နေ့မနက်၈:၅၈မိနစ်ခန့်မှာဝက်လက်မြွနဲ့ရွာသားကြီးကြီးရွာစစ်တပ်အထိုင်စခန်းကိုစကိုင်းတက်မှ၃၃မှတက်လာတဲ့ MI-17 ရဟရင်နစီဟာ လူအင်အားနဲ့လက်နက်အင်အားများလာချခဲ့ကြောင်းဒါအပြင်မုံရနမခကနေတက်လာတဲ့ဂိုင်ရိုကော့ပတာတစ်စီးရလဲလေကြောင်းတက်ခတ်မှုပြုလုပ်သွားကြောင်းသိရှိရပါတယ်။အဲ့ဒီ MI-17 ရဟရင်နစီရယမနီမနက်9:24မိနစ်ခန့်မှာစကိုင်းတက်မှ33ကိုထပ်မံပြန်တက်လာကြောင်းသတင်းရရှိတဲ့အတွက်ကိုတော်ကြားပကဖလှုပ်ရှားပူပေါင်းတက်ဖွဲ့ကတိုက်ခိုက်ဖို့ကင်ဘုံဝေး၍အသင့်ဆောင်ဆိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီနောက်နမခကနေတက်လာတဲ့ဂိုင်ရိုကော့ပတာတစ်စီးရ ထပ်မံပြန်တက်လာပြီးရွာသားကြီးကြီးရွာအနီးမှာဝေဟင်မအကာအကွယ်ပေး၍ပြန်တက်နေစဉ်မနက်9:40မိနစ်ခန့်မှာတပ်မ3တပ်မှထပ်မံအင်အားဖြည့်တင်းရန် MI-17 ရဟယာဉ်စီရောက်ရှိလာချိန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။ရင်းတိုက်ပွဲအတွင်မှာအကြံဖတ်စစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိသူများပြီးအပြင်းထန်ဒဏ်ရာရရှိသူတွေကို MI-17 ရဟယာဉ်နဲ့ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။တိုက်ပွဲအတွင်မှာအကြံဖတ်စစ်တပ်ရဲ့ MI-17 ရဟယာဉ်တစ်စီးဟာ ဂျန်နရေတာအရန်အင်ဂျင်ကိုထိမှန်ပြီးမီကိုတလိမ့်လိမ့်နဲ့အင်အားချနိုင်ခြင်းမရှိဘဲတက်မ33ကိုပြန်လည်မောင်းပြေးသွားကြောင်းသိရှိရပါတယ်။အစိုးရတိုက်ပွဲမှာပူပေါင်းပကဖန်လှုပ်ရှားဖွဲ့ကကျင်းအား3000ကျော်အုံပြူတက်ခိုက်ခဲ့ပါကြောင်းတီတွေ့တိုက်ပွဲထဲမှာအကြံဖတ်စစ်တပ်ဘက်မှတိုက်ခိုက်မှုရှိပြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့နထိုးကြီးမှာစစ်တပ်အထိုင်စခန်းနဲ့စစ်ကားတစ်စီးကိုတိုက်ခိုက်မှုစစ်တပ်ဘက်က6ဦးသေဆုံးခဲ့ကမြန်မြို့နယ်မှာလည်းပြူစော့တိတူပြစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်မိုးကံရွာမှာရှိတဲ့အကြံဖတ်စစ်တပ်အထိုင်စခန်းနဲ့စစ်ကားတစ်စီးကိုတိုက်ခိုက်ရမှာစစ်တပ်ဘက်က6ဦးသေဆုံးခဲ့ကြောင်းမြင်းကျန်ခရိုင်အမှတ်၁တရင်မှာတာဝန်ရှိသူတအူးကပြောဆိုပါတယ်။အော်တိုဘားလ28ရက်နေ့နဲ့29ရက်နေ့တို့မှာ နထူးကြီးမြို့နယ်မိုးကံရွာမှာရှိတဲ့အကြံဖတ်စစ်တပ်အထိုင်စခန်းနဲ့အင်အားဖြည့်ရန်လာတဲ့စစ်ကားတစီးတို့ကိုတော်လိုင်းတပ်ဖွဲ့တွေကနှစ်ရက်ဆက်တိုက်ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်မှာအကြံဖတ်စစ်တပ်ဘက်မှစစ်သား6កងသေဆုံးခဲ့ကစစ်ကားတစီးထိခိုက်ပျက်စီးခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်များထိခိုက်မှရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ပထမရက်တိုက်ခိုက်တာကအထိခိုက်နေတယ်။နောက်ရက်မှာစစ်ခွေးအင်အားကားနဲ့လာပြေတာကိုသိရလို့ ကျွန်တော်တို့ drone နဲ့စောင့်ပြီးချခဲ့တယ် drone နဲ့၃စီးနဲ့ချတာပါနှစ်ရက်ပေါင်းကိုစစ်ခွေး၆កောင်တေဆုံတယ်လို့သိရပါတယ်စစ်ခွေးဘက်ကတော့ထိခိုက်ပျက်စီးတာကတော့ကားတစ်စီးထိခိုက်တယ်စစ်ခွေးတွေဘက်ကလည်း UAV drone ကင်းထောက်ပြီးချတာကြောင့်ကျွန်တော်တို့အဖွဲ့နဲ့မဟာမိတ်ပူးပေါင်းဘက်ကကားတစ်စီးလည်းထိခိုက်ပျက်စီးသွားတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မြင်းကြံခရိုင်အမှတ်၁တရင်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်၁တရင်မြင်းကြံခရိုင်အမှတ်၈တရင်နထူးကြီးမြို့နယ်ပကဖရေစကြိုတပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်မကွေးတိုင်းမြိုင်မြို့နယ်မှာပြူစောတီတအုပ်ပစ်ခတ်ခံရပြီးသေဆုံးသောကြောင်းပြည်သူ့လက်မျောရေးတပ်ပေါင်းစု PLC တာဝန်ခံကိုမိုးကပြောဆိုပါတယ်။ဒီမနေ့နိုဝင်ဘာလ၁ရက်နေ့မနက်၈:၂၄မိနစ်ခန့်မှာမြိုင်မြို့နယ်တောင်ပိုင်းတရက်ကံပြူစောတီရွာမှာနွားစာရိတ်ရန်ထွက်လာတဲ့ပြူစောတီတအုပ်ကိုတော်လိုင်းတပ်ဖွဲ့တွေက ရိုင်ဖယ်နဲ့ပြစ်ခတ်ခဲ့ရမှာသေဆုံးသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းမှာနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုအနေငယ်ဖြစ်ပွားခဲ့ပြီးတင်းတန်အမည်ရှိတဲ့ပြူစောတီတူရင်ဘတ်ကြည်တိမန်ကပွေခြင်းပြီးသေဆုံးခဲ့ကြောင်းတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဆက်ထွက်လာတာတကောင်တွေပါနောက်မှစစ်ကူတွေထွက်လာကြတာပါပြူစောတီတကောင်ကနေရမှာတွင်ပွေခြင်းပြီးသေဆုံးတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PLC တာဝန်ခံကိုမိုးကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PLC မြိတ်ပကဖတရင်တတခွဲတင်တခွဲလီစက်ကြောင်တောင်းမဲ့တပ်ဖွဲ့အညာမြေတပ်ပေါင်းစုဝင်းပလွေပျောက်ကြားတပ်ဖွဲ့တောင်းညီနောင်တပ်ဖွဲ့နဲ့ TYK ပျောက်ကြားတပ်ဖွဲ့တို့ရဲ့စီလုံးညီညွတ်မှုနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တော်လိုင်းအင်အားစုတွေတကွဲတပြားလုံနေရင်စစ်အာဏာရှင်အောက်ကလွတ်မြောက်ဖို့မဖြစ်နိုင်ဘူးလို့ KNU ပြောဆိုခဲ့ကစစ်ကောင်စီရွေးကောက်ပွဲအာဏာသိမ်းဘဝမှာ တရားဝင်အစိုးရဖြစ်အောင်ကြိုးပမ်းမှုဖြစ်ပြီးစစ်ကောင်စီအပေါ်နိုင်ငံအချို့ရဲ့ပံ့ပိုးမှုတတိထားဖို့တတိပေးကြကြောင်းတင်ဆက်ပေးပါမယ်စစ်အာဏာရှင်လက်အောက်မှာလွတ်မြောက်ရေးကြိုးစားတိုက်ပွဲဝင်ကြရမှာတော်လိုင်းအင်အားစုတွေစူးစီးညီညွတ်ဖို့လိုအပ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ဘို့ပြောရေးဆိုခွင့်ရှိသူဖရိုဆော့ကလစ်စီကပြောကြားလိုက်ပါတယ်နိုဝင်ဘာလ၁ရက်နေ့ညပိုင်းမှာကျင်းပတဲ့တန်လွင်ကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာဖရိုဆော့ကလစ်စီကတက်ရောက်အမှာစကားပြောကြားရမှာယခုလိုပြောကြားခဲ့တာပါ နိုင်ငံမှာနေမီဒေတာအသီးသီးကစစ်အာဏာရှင်တွေရဲ့မတရားဖိနှိပ်အုပ်ချုပ်မှုကိုခံနေရတယ်လို့ဖရိုဆော့ကလေးစီကပြောပါတယ်။ဒါကြောင့်တိုင်းရင်းသားအလုံးနဲ့ဒီမိုကရေစီလိုလားသူတွေကစစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ဖို့ကြိုးစားရင်းတိုက်ပွဲဝင်နေကြောင်းအသိပေးပါတယ်။စစ်အာဏာရှင်ကိုတွန်းလှန်တဲ့နေရာမှာကကျွန်တော်တို့တွေစူးစီးညီညွတ်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့တကွဲတပြားနဲ့လှုပ်ဆောင်နေမဲ့ဆိုရင်ကျွန်တော်တို့လူကျင်တဲ့စစ်အာဏာရှင်ဘဝကလွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးလို့ဖရိုဆော့ကလေးစီကပြောပါတယ်။ 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ဒီမိုကရေစီလိုလားတဲ့တန်တူအခွင့်အရေးလိုလားတဲ့ဖက်ဒရယ်ဒီမိုကရေစီကိုလိုလားတဲ့ညီကိုရင်းစစ်အာဏာရှင်ကိုပုံပြီးတော်လှန်နိုင်တဲ့အခြေအနေတစ်ခုဖြစ်ပြီးလာတယ်လို့လည်းသူကပြောပါတယ်။တိုင်းရင်းသားညီကိုရီရဲ့ခန်းစားချက်နဲ့အတူမြို့ကြီးပြကြီးမှာရှိတဲ့ညီကိုရီလည်းတိုင်းရင်းသားနေမျိုးတွေရောက်ရှိလာပြီးစစ်အာဏာရှင်ကိုတွန်းလှန်တိုက်ပွဲဝင်ဖို့စူးစီးခဲ့ကြတယ်လို့ဆိုပါတယ်။ဒါကြောင့်စစ်အာဏာရှင်ရဲ့အခြေအနေဟာစစ်ရေးအရာနိုင်ငံရေးအရာ နိုင်ငံတကာရဲ့မျက်နှာစာမှာကြာရှုံးခဲ့တယ်လို့ဖရူဆော့ကလီစီကပြောပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာသူ့အခြေအနေကိုသိရှိပြီးနိုင်ငံတကာထွက်အကူအညီတောင်းခံခဲ့ကြောင်းစစ်ကောင်စီဟာ2025ခုနှစ်မှာအာဏာသိမ်းဘဝကနေတရားဝင်အစိုးရဖြစ်အောင်ကြိုးစားတဲ့နေရာမှာအချို့သောနိုင်ငံတွေကရွေးကောက်ပွဲလုပ်ဖို့ကိုတိုက်တွန်းခဲ့ကြကြောင်းဖရူဆော့ကလီစီကပြောပါတယ်။ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်ဆိုရင်ပြည်တွင်းထဲမှာဖြစ်ပေါ်နေတဲ့တွန်လိုင်းအင်အားစုတွေရဲ့တိုက်ခိုက်မှုဒဏ်ကိုတွန်းလှန်နိုင်ဖို့အတွက်နိုင်ငံတကာရဲ့ သူတို့ကိုတိုက်တွန်းတဲ့နိုင်ငံတွေအပေါ်လက်နက်ငွေကြေးထောက်ပံ့မှုရရှိဖို့လိုအပ်တဲ့အပေါ်မှာသူတို့ကြိုးစားပြီးရရှိထားတာဖြစ်ပါတယ်။တချို့သောနိုင်ငံတွေရဲ့ပံ့ပိုးမှုအပေါ်ကျွန်တော်တို့တည်တည်ချာချာသတိထားဖို့လိုပါတယ်။ဒါကသူတို့နိုင်ငံတကာရဲ့အားကိုရယူပြီးကျွန်တော်တို့တော်လှန်ရေးကိုဖြိုခွင်းဖို့ကြိုးစားတဲ့လုပ်ရက်တွေဖြစ်တယ်လို့ဖရိုဆော့ကလစ်စီကပြောပါတယ်။ တစ်ဖက်မှာလည်းတော်လိုင်းရဲ့အဖွဲ့တွေဟာပြည်သူတွေရဲ့အတိတ်ကပံ့ပိုးမှုနဲ့တော်လိုင်းရေးကိုနှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့တာဖြစ်ပြီးလက်ရှိစစ်အာဏာရှင်ချုပ်ငိမ့်မှုကြိုးစားရမှာလည်းပြည်သူတွေရဲ့ပံ့ပိုးပါဝင်မှုပြည်သူလူထုအားကိုအားထားလှုပ်ဆောင်နေရတာဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဒါကြောင့်ပြည်သူတွေရဲ့ပါဝင်မှုကိုများစွာမျှော်လင့်ကြောင်းလည်းပြောကြပါတယ်။ရှေ့ဆက်အနာဂတ်မှာလည်းကျွန်တော်တို့စစ်အာဏာရှင်ချုပ်ငိမ့်မှုဘယ်သူကိုမှဘယ်လူတန်းစားကိုမှ ဘယ်လူမျိုးကမှအကျိုးမပေးတဲ့စစ်အာဏာရှင်ပပျောက်ဖို့ပြည်သူလူထုအင်အားနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီးအတူတကွတိုက်ပွဲဝင်သွားဖို့လိုအပ်တယ်လို့ဘရူဆော့ကလစ်စီကပြောကြပြီးတန်လွင်ကမ်ပိန်းမှာပြည်သူတွေပူးပေါင်းပါဝင်ကြဖို့နှိုးဆော်ခဲ့ပါတယ်။တန်လွင်ကမ်ပိန်းရည်ရကြတန်လွင်မြေကြောင်းတစ်လျှောက်နဲ့ အခြားဒေသတွေမှာနေထိုင်တဲ့ပြည်သူလူထုတွေကိုလီကျောင်းဘုံကျဲတက်ခိုက်တာနဲ့လက်နက်ကြီးအသုံးပြုတက်ခိုက်မှုတွေကနေကာကွယ်ပေးနိုင်ဖို့စစ်အာဏာရှင်နဲ့သူတို့ရဲ့လက်ပါစီတပ်တွေရဲ့လေယာဉ်နဲ့ drone ဝင်ရောက်စီးနှင်းလာနိုင်တဲ့နေရာတွေကိုရှောင်ရှားနိုင်ဖို့လိုအပ်တဲ့ဤပညာတွေကိုစွမ်းရည်မြင့်ဖို့အတွက်ဖြစ်ပါတယ်။ဒါအပြင်အာဏာသိမ်းစစ်တပ်ကကျင်းပမဲ့အတူရရွေးကောက်ပွဲကိုဆင်ကျင်ပြီးဒေသတွင်းလိုအပ်တဲ့တင်းကျပ်ရေးနဲ့ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တည်ဆောက်ဖို့လှုံ့ဆော်တာဖြစ်တယ်လို့ကမ်ပိန်းကအတည်ပြုထားပါတယ်။ တန်လွင်ကမ်ပိန်းရဲ့ပြည်မှတ်ငွေပမာဏဟာအနည်းဆုံးထိုင်းဘတ်ငွေ9တန်းရရှိဖို့ဖြစ်ပြီးကမ်ပိန်းကာလကိုနိုဝင်ဘာလ10ရက်နေ့ကဒီဇင်ဘာလ15ရက်နေ့ထိတက်မှတ်ထားတာလည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့မြို့တင်မြို့အဝင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား9ကောင်တိတ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းမြို့တင်မြို့အဝင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်သား9ကောင်တိတ်ဆုံးခဲ့ကြောင်းကိုတုံညာနှင့်တရင်တောင်တွင်းကြီးတက်ခွဲမှတာဝန်ရှိသူတို့ကပြောဆိုပါတယ် ်အော်တိုဘောလာ29ရက်နေ့ည9:00နာရီကျော်ခန့်ချိန်မှာမြို့တင်မြို့မြောက်ဖက်မှာရှိတဲ့မြို့အဝင်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား9ကောင်သေဆုံးခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီမြို့အဝင်ဂိတ်ဟာစစ်မှုတန်ပေါ်တာဆွဲခြင်းမြို့အဝင်အထွက်ပြည်သူတွေကိုအကြောင်းအမျိုးမျိုးပြနှိပ်စက်ငွေကောက်ခံခြင်းများမကြာခဏပြုလုပ်နေတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီမြို့ဝင်ကိတ်ကစစ်ခွေးတွေကစစ်မှုတပ်ပေါ်တာဆွဲတာမြို့အဝင်အထွက်ပြည်သူတွေကိုအကြောင်းမျိုးမျိုးပြစက်ကြီးကောက်နှိပ်စက်တာတွေမကြခဏပြုတ်လုံနေလို့ဝင်ရောက်တိုက်ခိုက်ခဲ့တာတိုက်ခိုက်မှုအတွင်းမှာစစ်ခွေး၅កောင်တေပါတယ်အဲ့ဒီကိတ်ကိုမြို့ရင်းကနေစစ်ကိုလာရင်၃မိနစ်လောက်ပဲလာရတာဆိုတော့ကျွန်တော်တို့ကလည်းအချိန်တတ်မှတ်ပေးထားတဲ့အတိုင်းပဲပြန်ဆုတ်ခဲ့ရတာမထင်မှတ်တဲ့အချိန်ကိုဘက်ကလက်ဦးမှုရတော့သူတို့ပြန်မပြစ်နိုင်ဘူးမြင်ရတဲ့ပြစ်မှတ်တွေအကုန်ရှင်းပြီးတဲ့အချိန် လူနေအဆောင်ကိုပြင်ရှင်းနေတော့မှအထက်ကပြင်ပစ်နေတာနဲ့အချိန်ယူလိုက်ရင်စစ်ကူရောက်လာတော့မှမို့ရဲဘော်တွေလုံခြုံရေးကိုဦးစားပေးပြီးပြန်ခောက်လိုက်တော့လက်နက်မရလိုက်တာဂိတ်ထဲတီဝင်ရှင်းခဲ့တာဝါဒပြန်စာလောက်မှပြင်ရှင်းခဲ့ကြတော့လို့ကိုတုံညာနဲ့တရင်တောင်ရင်းကြီးတက်ခွဲမှာတာဝန်ရှိသူကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုနေပြည်တော်တိုင်းစစ်ဌာနအမတ်ကိုတုံညာနဲ့တရင်ဘျူဟာအမတ်ဆက်ခွန်အထူးလှုပ်ရှားစစ်ကြောင်းနဲ့တရက်ခိုင်တရင်တစ်တုတ်ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ် ဆက်လက်၍အကြံဖတ်စစ်သားတွေကိုမြည်သည့်နေရဒေတာအချိန်တွေမဆိုတိုက်ခိုက်မှုများပြည်လုံးနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့အကြံဖတ်စစ်ကောင်စီအဖွဲ့ဝင်များရောက်ရှိရာဒေတာအထိုင်ချရာနေရာများနဲ့နှိစက်တဲ့နေရာများမှာနေထိုင်ခြင်းမပြုကြပါရန်ကိုတုံညာနဲ့တရင်တောင်တွဲကြီးတက်ခွဲကအထူးမြတ်တာရက်ခံထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ပြည်ဦးလွင်မှစစ်တပ်လောက်ကံပြူစော့တီခေါင်းဆောင် နေစဉ်လက်ကိုငွေ3500နီးပါးတန်ဖိုးရှိတဲ့ ဘိန်းဖြူများပစ္စတိုတနက်တလက်နဲ့တူဖမ်းမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပြည်ဦးလယ်မှပျူစတိုတီခေါင်းဆောင်နေစဉ်လက်ကိုပသိမ်ကြီးမြို့နယ်မှာဘိန်းဖြူများပစ္စတိုတနက်တလက်နဲ့တူဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။ဘိန်းဖြူနဲ့လက်နက်များဖမ်းဆီးရရှိတဲ့နေစဉ်လက်မှာစစ်တလက်အောက်ခံပျူစတိုတီကပြည်သူစစ်ခေါင်းဆောင်ဖြစ်ပြီးပြည်ဦးလယ်မြို့နယ်ပရိတာမြို့တစ်ရက်ကွက်ကြီးရှစ်မှဖြစ်ကြောင်းသိရှိရပါတယ်။အော်တိုဘားလ22ရက်နေ့ညနေ9:20မိနစ်အချိန်မှာ မူရစီဝါတောင်းစီနေနေရေးရဲတပ်ဖွဲ့ကပတိန်ကြီးမြို့နယ်ကြောက်ချိုကျေးရွာအနီးပြူစောတိခေါင်းဆောင်နေဇလက်မောင်းနေလာတဲ့ Mitsubishi Outlander အမျိုးအစားမော်တော်ယာဉ်ကိုရက်တက်စစ်ဆေးရှာဖွေရမှာယင်ပေါ်မှာဘိန်းဖြူအလေးချိန်9.6ကီလိုဂရမ်ကာလပေါက်စိတ်တန်ဖိုးငွေကျပ်သိန်း1485သိန်းပစ္စတိုတနက်တလက်၎င်းကြီး20တောင်းကြည်အိမ်နှစ်ခုလက်ပစ်ပုံးနှလုံးနဲ့လက်ကင်ဖုန်းတစ်လုံးတို့ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရအော်တိုဘားလ22ရက်နေ့ည10:30မိနစ်ချိန်မှာဘိန်းဖြူမြတ်တေဆောင်ရောင်းဝယ်ရမှာပူပေါင်းပါဝင်သူရဲကျော်ခေါ်ကုရဲကိုချင်းဤတာဆန်မြို့နယ်စမွန်ရက်ကွက်မှာ Toyota Crown မျိုးစမော်တော်ယာဉ်တစ်စီးလက်ကင်ဖုန်းနှလုံးနဲ့တူထပ်မံဖမ်းဆီးရမိခဲ့တဲ့အတွက်ပြူစောတိခေါင်းဆောင်အသက်48နှစ်အရွယ်နေစဉ်လက်နဲ့အသက်32နှစ်အရွယ်ရဲကျော်ခေါ်ကုရဲ32နှစ်တို့ကိုအုံချော့နေမိရဲစခန်းမှာမူရစည်းဝါးနဲ့စိတ်ကိုပြောင်းလဲစေသောစည်းဝါးများဆိုင်ရာဥပဒေအရာ အမှုဖွင့်အရေးယူထားကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မိုးမိတ်နဲ့မိုးကုတ်မှာ MOD ကုတ်ကဲမှုအောက်တရင်တက်ဖွဲ့တွေနဲ့မဟာမိတ်တပ်တွေစတင်ဖြန့်ခွဲနေရယူပြီးမိုးကုတ်အတွက်အရေးပါတဲ့ဖော်တော်လမ်းစုံကိုတော်လိုင်းရေးတပ်တွေထိုးစစ်ဆင်ရမှာတာဝန်ရင်ဂုံးတိပြန်လည်စွန့်မှုထားကြောင်းတင်ဆက်ပေးပါမယ် TNL ပြန်လည်စုခွာမင်းလို့တုံ့ပြန်ကြေညာထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တွေကို MOD လက်အောက်ခံတရင်တက်ဖွဲ့တွေနဲ့မဟာမိတ်တွေဦးတော်လိုင်းရင်အင်အားစုတွေက စတင်ဖြတ်ခွဲနေရယူနေပြီလို့မြပြည်တော်လိုင်းအင်အားစုရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ29ရက်နေ့မှာစစ်ကောင်စီရဲ့ပြည်သူလူထုအပေါ်ကိုအကြမ်းဖက်ဘုံကျဲမှုတွေကြောင့်တောင်းတက်မတော် TNL အနေနဲ့မိုးကုံနဲ့မိုးမိန်မြို့နယ်တို့မှာတက်ပြန်ဆုံမဲ့လို့တရားဝင်ကြေညာခဲ့ပါတယ်။အဆိုပါကြေညာချက်ထွက်ပေါ်လာပြီးတဲ့နောက်ပြည်သူကာကွယ်တက်မတော်မန္တလေးနဲ့မိုးကုတ်ဘူရတို့အပါအဝင်မိုးကုတ်စစ်မျက်နှာမှာစစ်ရေးတာဝန်ထမ်းဆောင်နေတဲ့ຫນွေဦးတော်လိုင်းရဲ့အတွင်ပောက်ဖွာလာတဲ့တပ်ဖွဲ့တွေဟာ မိုးကုတ်မြို့ကိုစွမ်းကုန်ကာကွယ်မယ်လို့အသီးသီးထုတ်ပြန်ကြေညာခဲ့ကြတာပါလက်ရှိမှာ TNL ဆုတ်ခွာတော့မယ်မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာန MOD လောက်ကန်တရင်တပ်ဖွဲ့တွေနဲ့အညာမြေမှအခြားမဟာမိတ်ဒေါ်လင်းအင်အားစုတွေကစတင်နေရာယူတာတွေလှုပ်ဆောင်နေပြီလို့သိရှိရပါတယ်မိုးကုတ်ကိုကျွန်တော်တို့အညာပြူအရောကျန်တဲ့ MAN TRI ခရိုင်မိုးကုတ်ပြူအားစသောမဟာမိတ်တွေလွန်ခဲ့တဲ့နှစ်ရက်ကစပြီးနေရာယူပါတယ်လို့အညာပြူအားမ မြေပြင်စီးရေးတာဝန်ရှိသူတဦးက BBM ကိုအတီးပြုပြောဆိုပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းမှာမိုးကုတ်မြို့ကိုတိမ့်ပတ်ရမှာ TNL တက်ဖွဲ့နဲ့တူຫນွေဦးတော်လန်ရေးအတွင်းမှာပေါက်ဖွာလာတဲ့မန္တလေး PDF မိုးကုတ်ဗျူဟာအညာဗျူဟာမိုးကုတ်ပကဖ TRI ဗျူဟာမြင်းကြံ Black Tiger နဲ့အခြားတော်လန်အင်အားစုများစွာကပူပေါင်းပါဝင်တက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရှိရပါတယ်။ဒါကြောင့်မိုးကုတ်မြို့ကိုလာရှုကဲ့သို့စစ်ကောင်စီဘက်က အလွေတကူရရှိသွားမှာကိုအဆိုပါຫນွေဦးတလိုင်းအင်အားစုတွေအနေနဲ့လက်မခံဘဲမဟာမိတ်အားလုံးပူးပေါင်းပြီးခုခံကာကွယ်သွားမယ်လို့အညာပြူဟာကအတိပေးပါတယ်ကျွန်တော်တို့တွေအခုအကုန်လုံးမဟာမိတ်တွေအကုန်လုံးပေါ့အဓိကကအဲ့ဒီဘက်ချမ်းမှာတပိတ်ချင်းမိုးကုတ်အကုန်လုံးပေါ့သူတို့ကိုတင်ထားခဲ့တာကောတိုက်ခဲ့တာကောပါခဲ့တဲ့မန်တိုင်းပါမယ်ဗျာ TRI ပြူဟာပါမယ်ဗျာမန်ခရင်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီ black tiger လည်းပါမယ်ပေါ့ TRI ပြူဟာပါမယ်မိုးကုတ်ပကဖရီ အညာပြူဟာကော့အကုံလုံးကမိုးကုန်းနဲ့မိုးမိတ်ကို ERO တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေတင်ပိုက်ထားတဲ့နေရာမှုသူတို့လွယ်လွယ်ကူကူပေးခဲ့တဲ့လာရှုလိုမျိုးကျွန်တော်တို့ကမပေးဘူး PDF တွေပြောရမယ်ဆိုရင်တော့မမာတိုင်းရင်းသားတွေကပြန်ပြီးခုခံတယ်ဆိုတဲ့သဘောပေါ်ပြလို့အညာပြူဟာမှစီးတောင်းဝန်ရှိသူကဆက်ပြောပါတယ်။ဒါအပြင် MOD တိုင်းရင်းတပ်ဖွဲ့တွေနဲ့မဟာမိတ်တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီးယခုရပိုင်အတွင်းမှာတင်မိုးကုံမျိုးအတွက်အရေးပါတဲ့ဖော့တော်လန်းစုံတဝက်ကိုပြန်လည်ထိုးစစ်ဆင်ရမှာ စစ်ကောင်စီတပ်ဖွဲ့တွေတင်ပိုက်ထားတဲ့ဖော်တော်လမ်းစုံအနီးမှာရှိနေတဲ့တာဝါတိုင်းဂုံးကိုလည်းပြန်လည်စုမုံနိုင်ခဲ့တယ်လို့သိရှိရပါတယ်။နှစ်ပိုင်းရှိတယ်ပထမပိုင်းက MOD တရင်တပ်ဖွဲ့တွေအနေနဲ့ပူးပေါင်းပြီးတော့ဖော်တော်ကိုရောက်နေတဲ့ကောင်တွေကိုပြန်ပြီးတော့တိုးလိုက်တာဖော်တော်ကတာဝါတိုင်းအထိပြန်သိမ်းမိမလို့အခြေအနေမျိုးပြန်ပြီးရတယ်။ကိုဘက်ကပြန်အားတာတယ်လို့ပြောရမှာဒုတိယချက်ကအခုမိုးကုတ်မိုးမိတ် ပြန်ပြီးတဲ့အချိန်မှာဒီဘက်ကအဖွဲ့တွေထုတ်ပြန်ချက်တွေတွေ့မှာပါအညာပြူဟာကလည်း တို့နဲ့အတူပူပေါင်းပြီးခုခံကာကွယ်မှာပါလို့အညာပြူဝစီတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်စစ်ကောင်စီအနေနဲ့မိုးကုတ်နဲ့မုံမိတ်တုတ်ကိုစီရေးအရချင်းချောက်နိုင်ဖို့အတွက်မန္တလေးတိုင်းအတွင်းမှာထိုးစစ်စင်နာရီရှိတယ်လို့သူတို့ပြန်လည်တင်ပိုက်နိုင်ခဲ့တဲ့ကြောင်မဲနောင်ချူမြို့နယ်တွေဘက်မှာလည်းစစ်ကြောင်းထိုးချီတက်နေတာတွေရှိတယ်လို့သိရှိရပါတယ်တော်လိုင်းအင်အားစုတွေဘက်မှာလည်းမိုးကုတ်နဲ့မုံမိတ်မြို့တွေကိုကာကွယ်ဖို့အတွက်တပ်ဖွဲ့တွေနဲ့ ကင်းကွာနေတဲ့ရဲဘော်ဟောင်းတွေကိုပြန်လည်ခေါ်ယူနေတဲ့အပြင်တပ်ဖွဲ့ဝင်အစ်စ်တွေနဲ့အခြားတော်လှန်ရေးတပ်ဖွဲ့တွေကိုလည်းလာရောက်ပူးပေါင်းကြဖို့ဖိတ်ခေါ်နေတာလည်းတွေ့ရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လှန်ရေးသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေသည့်ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ